ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အောင်လည်းမင်္ဂလာပါ ဆိုတော့ဒီတစ်ပတ်ကတော့ကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိရဲ့ပွဲစဉ်6ပေါ့လေကျွန်တော်တို့ပွဲစဉ်6ကတိတ်မကြခင် international break ကလည်းလာတော့မယ်အဲ့ international break ကလည်းနည်းနည်းတော့အာယုံပြား October international break ပြန်လာမယ်ဆိုတော့ကျွန်တော်ပွဲစဉ်2ပွဲကံပြီးရင် international break ပြန်လာမယ့်အချိန်မှာကျွန်တော်ပွဲစဉ်6မှာစိတ်ဝင်စားစရာပွဲတွေအများကြီးရှိတယ်ကျွန်တော်အစောဆုံးပွဲဖြစ် Manchester United အသင်းနဲ့ Brentford အသင်းရဲ့ပွဲရှိတယ် G Tech Community Stadium မှာကံမဲ့ပွဲရှိတယ်။ Man United နဲ့ Rupee Amaro တို့ဟိုတနေ့ကနိုင်ထားတဲ့ Chelsea ပွဲပေါ်ကို ဂျုံကြည်မှုအပြည့်နဲ့ဆက်ပြီးတော့ momentum ဆက်သွားရမယ်ပွဲမျိုးဖြစ်ပြီးတော့ Chelsea ကတော့ Brighton နဲ့အိမ်ကွင်းမှာ Stamford Bridge မှာအခံရမယ်ပြီးတာနဲ့ Liverpool အသင်းက Crystal Palace ကို Southampton မှာသွားကန်ရမှာဖြစ်ပြီးတော့ Leeds United နဲ့ဘုံပေါက်ရဲ့ပွဲ Manchester City နဲ့ Burnley နဲ့ Northern Forest နဲ့ Sunderland Tottenham Hotspur ကတော့နောက်ဆုံးပွဲပေါ့လေ Wolverhampton ပွဲရှိတယ်ဆိုတော့ကျွန်တော်သိထားရမှာကဒီတစ်ပတ်ကြားရမှာဥရောပ Champions League ပွဲလည်းရှိပါတယ် Champions League တွေ Europa League တွေ ဒီပွဲတွေအပြေးဝရှိတဲ့အတွက်ကြောင့်ကျွန်တော်ပေးသက်တဲ့အတွက်တော့ဥရောပပွဲစဉ်တွေရှိတဲ့အသင်းတွေကိုသတိထားရဖို့ရှိကြတယ်။ဒါကြောင့် ချန်ပီယံလိကံမဲ့ပွဲတွေဥရောပပွဲကံမဲ့အသင်းတွေအားလုံးကစနေနေ့အများစုကံကြမှာဖြစ်တယ်ကျွန်တော်တို့တနင်္ဂနွေနေ့မှာတခြားပွဲစီတွေက Aston Villa နဲ့ Fulham ပွဲရှိမယ် Villa ကကြာပြီးနေ့မှာ Europa League ကံတဲ့အတွက်ကြောင့်နောက်ကျပြီးတော့ Newcastle နဲ့ Arsenal ရဲ့ St James's Park ကပွဲရှိတယ်ဆိုတော့ပထမဆုံးအနေနဲ့ Brentford နဲ့ Manchester United Manchester United ကအခု away from home ပေါ့လေ away queen တော်ကစားရတဲ့နှစ်ပွဲရှိတယ်တပွဲကဖူလန်နဲ့ပွဲသေးကြတယ်နောက်တစ်ပွဲကမန်ချက်စတာစီးတီးအသင်းကိုဒါဘီမှာသူတို့ဂိုးပြတ်ရှုံးလာတဲ့အချိန်မှာမန်ယူနိုက်တက်ကအခုဘရန်ဖို့နဲ့ကန်ရမယ်ဒီဘရန်ဖို့ကခီအန်ဒရူးရဲ့အသင်းကအရင်နီးပြဟောင်းတိုမတ်ဖရန့်ရဲ့အသင်းနဲ့လုံးဝမတူဘူးသူတို့မှာအားသာချက်တွေရှိတယ်ဆက်ပီးစ်တွေဒီဖန်ဒင်းပိုင်းတွေတော်တော်လေးအားကောင်းတာမှန်တယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ချန်စ်တစ်ခုဖြစ်နိုင်တယ်ချယ်ဆီကတော့ဘရန်ဖို့ကို အဲ့ GTEC community ကမှတေချသွားတယ်အဲ့ပွဲမှာလည်း Brentford ကပါပါဖြစ်ဖြစ်သူတို့အိမ်ကွင်းအားတော့ကောင်းတယ် Man United ကအခုဒီနှစ်သင်းထိတ်တိုက်တွေ့မှုဆို United က Brentford နဲ့ကစားခဲ့တဲ့ပြီးခဲ့တဲ့ရာသီနှစ်ကြော်လုံးမှာ Brentford ကွင်းမှာ4-3နဲ့ရှုံးတယ် Man United ကသူ့အိမ်ကွင်းမှာ2-1နဲ့နိုင်တယ် Whole shit တနေ့တုန်းကတော့1-1 2-1ဆိုတော့ United က Ultra Four မှာတော့ Brentford ကိုအတိုင်းအတာဒုတိယဒုက္ခပေးပေမဲ့ GTech community ကွဲမှာကျွန်တော်တို့ကစားခဲ့တဲ့ပွဲမှာသူတို့နောက်ဆုံးနိုင်တာက2022ပေါ့လေပထမဆုံးဆက်စားခြင်းရောက်တဲ့နှစ် United က3-1နဲ့နိုင်ပြီးတဲ့အချိန်မှာနောက်နှစ်ကစပြီးတော့4-0နဲ့ရှုံးတယ်1-1တေကြတယ်4-3ဆိုတော့အခု Manchester United ကအတိုက်အတာတစ်ခုထိ Brentford ကွင်းကခက်ခဲမဲ့ပွဲပဲဒီနေရာမှာကျွန်တော်နားလည်ထားတာအခုတချို့ report တွေမှာဆိုရင် Leeds ကွင်းမှာဆွမ်းဆောင်ရေးကောင်းနေပြသပြီးတော့နီးပြသဘောကျနေလို့ဆိုပြီးတော့ Arteta Banyada နေရာမှာ Sandy Lammers က Man United ကိုဂိုးသမားအဖြစ်ပွဲထွက်ခွင့်ရဖို့ ရှိတယ်ဆိုတော့သူပါမယ်ဆိုရင်သူအတွက်ပထမဆုံး debut ပွဲဖြစ်လိမ့်မယ်။နောက်တိုက်စစ်ကမတီးယက်ကုညာပြန်ပါဖို့ရှိပြီးအပွေမိုးဘန်ဂျမင်ရှက်စကို၊ကွင်းလေကဟိုတနေ့တုန်းကခစ်စမီရိုထောက်ခံလိုက်ရတဲ့အတွက်ဘရူနိုဖနန်ဒက်စ်နဲ့ဥဂါဒီအတွက်ဖြစ်ဖို့များတယ်။ဘရန်ဖိုဘက်ကတော့ကျွန်တော်တို့ရှာဒီတို့ထာရာတို့လူကစားမတွေပါနိုင်တယ်။ကြီးကောင်းနိုင်တဲ့ပွဲဖြစ်တဲ့နှစ်လေ12နိုင်ခွဲဖြစ်ပြီးတော့ ဒီဘွဲကစနေနေ့ရဲ့အစောဆုံးမြန်မာစံတော်ချိန်ညနေ6နာရီဘွဲဖြစ်တယ်။နောက်တစ်ဘွဲက Chelsea နဲ့ Brighton Transfermarkt အမြဲတမ်းနှစ်သင်းအကျိုးတူ Transfer D တွေလုပ်နေကြအသင်းနှစ်သင်းဖြစ်တယ်။ Chelsea ကပြီးခဲ့တဲ့ဘွဲစဉ်မှာ United ကိုရှုံးပြီးတော့ Brighton ကသူတို့အိမ်ကွင်းမှာ Tottenham ကိုတီးကြတယ်။ နှစ်သင်းလုံးက different type of style of play ဖြစ်တယ်။ Chelsea အသင်းကအခုလောလောဆယ်မှာနည်းနည်းလေး return ပြန်အောင်နေတယ်။ Brentford ကိုတည်ပြီး Bayern ကိုရှုံး United ကိုရှုံးတဲ့အတွက်နောက်ဆုံး၃ပွဲမှာ Chelsea နည်းနည်း return ပြန်ပြတ်နေတယ်။ Brighton ကတော့အခုသူတို့အသင်းရဲ့အဖောင်ကလည်းသူတို့အရင်ကြီးကောင်းတာမဟုတ်ပေမဲ့သူတို့လည်းအရင်ကြီးတော့လည်းမဆိုးလာတဲ့အသင်းပဲ။သူနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Carabao Cup မှာသူတို့6-9ပြတ်နေနိုင်တယ်။ Chelsea လည်း Lincoln City ကိုနိုင်တယ်။ ဒါပေမဲ့အရှိမ Brighton ကတေကြပြီးတော့ Manchester City ကိုသူတို့အိမ်ကွင်းမှာနိုင်နေဆို Brighton ရဲ့အားနည်းချက်က away from home မှာနည်းနည်းအားနည်းနေတဲ့အချိန်မှာ Chelsea ကလည်း Stamford Bridge Stamford Bridge မှာ Chelsea ကဒီနေ့ရာသီမှာစုစုပေါင်းနှစ်ပွဲကံပေးပြီး Crystal Palace ကိုတေကြတယ်ပြီးတော့မှ Fulham ကိုသူတို့နိုင်တယ်ဆိုအခုလောလောဆယ်မှာ Stanford ဘက်မှာသူတို့နှစ်ပွဲကံနေအိမ်ကွင်းမှာ Chelsea ကနှစ်ပွဲကိုလေးမှတ်ရထားတာပေါ့လေသူတို့ away ကွင်းမှာ ဒါဝက်ဆန်ကိုနိုင်ပြီးတော့ channel နှစ်ပွဲမှာတော့သူတို့ Brentford ကိုဒီ United ကိုရှုံးထားတယ်ဆိုတော့ Chelsea ကတော့အင်ကွင်းကတော့အမှန်မဖြစ်မနေယူရမယ်ဒါပေမဲ့ Brighton ကလည်းနည်းနည်းတော့တတိထားရမယ်ဘာလို့လဲဆိုတော့ Brighton က Chelsea ကိုအတိုင်းတာဒုတိဒုက္ခပေးတယ်မနေ့က Brighton ကသူ့ရဲ့ Amex Stadium မှာ၃ဂိုးပြတ်နေနိုင်ပြီးတော့ ်ချက်စီကွက်မှာတော့ဖူတူနဲ့ရှုံးတယ်အိုက်ပွဲကကျွန်တော်မှတ်မှတ်ရခိုးပါမတယောက်ထဲလီကိုသွင်းတဲ့ပွဲဖြစ်ပြီးတော့ရှေ့ပွဲတွေမှာလည်း Brighton ဟာချက်စီကို Stamford Bridge မှာအကျိတ်နဲ့ကစားရတဲ့ပွဲမျိုးပေါ့လေချက်စီကတော့ Brighton ကိုသူတို့အိမ်ကွက်မှာတောင်းတောင်းရှုံးခဲ့ပေမဲ့20နှစ်23နှစ်ကတော့တစ်ခါ2-1နဲ့ရှုံးတယ် tie game ပဲဒီပွဲလေချက်စီအဲ့လောက်မလွယ်ဘူးဘာလို့ဆိုတော့ Brighton ကစားအားနဲ့ကစားပုံကြောင့်တကယ်ကိုကြီးကောင်းမဲ့ပွဲ နေ့လေ3နာရီမြန်မာစံတော်ချိန်ည6ခွဲမှာကမ်းမယ်နောက်ထပ်တပွဲကတော့ Crystal Palace နဲ့ Liverpool ရဲ့ပွဲ Hugo Akitike ထုတ်ခေလိုက်ရတဲ့အတွက်ကြောင့် Alisson Isak တို့အကောင်းဆုံးအခွင့်အရေးဖြစ်မယ် Akitike ကအခု DR သည် Liverpool အတွက်တော်တော်လေးယုံကြည်မှုရပြီးတော့အကောင်းဆုံးဖုံပြနေတဲ့တိုက်စင်မှုဖြစ်တယ် unnecessary နောက်ထပ်တဝါထုတ်ခံလိုက်ရတာကဒီနေ့ပွဲအတွက်တော့ Liverpool အတွက်ကပြချင်ကျွန်တော်ပြောချင်တာ starting line အတွက်ပြဿနာရှိပြီမြဲ okay something happen ဖြစ်လို့တိုက်စစ်လိုပြီဆိုရင် အီဆက်ကိုကောက်ထက်ထက်အာကီတီကိုထက်ထက်အရာမှရှိနေရမယ့်အစားမှာအဲ့ဒါသူ့ရဲ့အနီကကတော်တော်လေးတော့နစ်နာစရာဖြစ်တယ်ဒီနေရာမှာဒီနှစ်သိန်းကြားမှာနှစ်သိန်းလုံးကဒီယာဒီမှာရှုံးပွဲမရှိတဲ့နှစ်သိန်းတဲသောအသိန်းတွေဖြစ်တယ်ပဲလေးကလည်းအယမ်းမာတယ်မာရာမတတော်မာရာပဲလေးကသူတို့အခုနောက်ဆုံးကစားခဲ့တဲ့ပွဲတွေကိုကျွန်တော်တို့ကြည့်လို့ရှင်ပါပဲလေးကဝက်ဆန်ကိုအဝေးကွန်မှာနိုင်တယ်တစ်ဖက်ကစန်ဒလန်ကိုတည်ကြတယ်ဗီလာကိုအဝေးကွန်မှာနိုင်တယ်သူတို့ပဲလေးကတခုရှိရပြသူတို့အဝေးကွန်မှာနည်းနည်းလေးပိုးစွာတယ် တို့ away from home မှာဆွာတယ် sales rep မှာနည်းနည်းလေး struggle ဖြစ်တယ်ဒီဘာဘူးကတော့ရာသီအစား၅ပွဲစလုံးအနိုင်ရပြီးယုံကြည်မှုအမြင့်ဆုံးရောက်တယ် carabao cup မှာလည်းနိုင်တယ် champion league မှာနိုင်ပြီးတော့ total 9ပွဲဆက်တိုက်နိုင်ထားတဲ့အသင်းဖြစ်တယ်ဆိုတော့ဒီနှစ်သင်းအနေထားကြည့်ရင် FA community ရှိမှာဒီနှစ်သင်းတူတူသေးကြတယ် penalty shootout မှာ crystal palace champion ဖြစ်တယ်ပြီးခဲ့တဲ့နှစ်က premier league မှာ ပယ်လစ်ကလီဗာပူးနဲ့နှစ်ပွဲကန်တဲ့ခါမှာလီဗာပူးရဲ့အန်ဖီကွင်းမှာတည်ကြပြီးပယ်လစ်ကွင်းမှာ1-0နဲ့ပယ်လစ်ကလီဗာပူးကိုအမြဲတမ်း tough game ဖြစ်အောင်ပေးတယ်။ဒီနှစ်သင်းကြားမှာဂိုးပြတ်တယ်ဆိုတာရှားတယ်ဗျာ။ကိုပြတ်တာကဒီနှစ်သင်းကြားမှာကျွန်တော်တို့2021 22ရာသီတခုပဲအဲတုန်းကလီဗာပူးက 3C တပွဲ 2C အဲ့နောက်ပိုင်းမှာ11 21 10 ဇီဇီအဲ့လိုပုံစံပဲဆိုတော့ server မှာဖြစ်တဲ့အတွက်ကြောင့် Arnis Lord ကအတိုင်းတာထူထူတော့ခက်ခဲနိုင်မယ်ပွဲ Liverpool မှာ quality player တွေများတယ်တခုပဲ Liverpool အနေနဲ့ Crystal Palace ရဲ့ defend ပေါ့လေ3 man defend ကနေ full back တွေပြန်ဆင်းနေ i5 at the back ကိုသူတို့ဘယ်လိုဖောက်မလဲအဲ့တစ်ချက်ကြည့်ရမယ်ကျွန်တော်မှတ်မှတ်ရပြီးခဲ့တဲ့တစ်နှစ်ကျော်တုန်းကဆိုရင် Liverpool က1-0နဲ့နိုင်သွားတယ်တကယ်ကို tight game ဖြစ်နေပြီးတော့မှ Jordan Ayew ထုတ်ခံရတဲ့အချိန်အချိန်မှာ Liverpool က2-1နဲ့နိုင်သွားတာ Liverpool က Crystal Palace မှာအနိုင်မရဘူးမို့ရတယ်တကယ်ကိုကြည်ကောင်းနိုင်မယ်ပွဲဖြစ်ပြီးတော့တကယ်ကိုစိတ်ဝင်စားစရာပွဲ ွဲနေ့လေ3:00ည8:00ခွဲမှာပဲကမ်းမယ်ပြီးတော့မှနောက်ထပ်ပွဲအနေနဲ့ Leeds နဲ့ Bournemouth ပွဲရှိတယ်တစ်ဖက်က Forest နဲ့ Sunderland ပွဲရှိတယ်ဆိုတော့ဒီညမှာ Manchester City နဲ့ Burnley လည်းရှိတယ် City ရဲ့အခုယုံကြည်မှုနဲ့လက်ရှိ form နဲ့ကစားမတွေအခြေအနေရအခုဒီပွဲကလွလွကူကူနိုင်မှာပဲသူတို့အနေနဲ့အခုလက်ရှိမှာတော်တော်လေးယုံကြည်မှုရသွားပြီဗျာအခု Manchester Derby နိုင်လိုက်တယ်အိုက်ကနေမှဆင် Napoli ကိုနိုင်တယ် Arsenal ကိုတေးကြတယ်ဟိုတနေ့က Carabao Cup မှာ Huddersfield ကိုနိုင်တယ်မန်ချက်စတာစီးတီးအပြောင်းအလဲတွေအများကြီးလည်းလုပ်ထားတယ်ဆိုတော့ခူဆာနို ော့မပါဘူး၃ဘွဲ့နားတဲ့အတွက်ကြောင့် Rico Lewis ပဲဖြစ်ဖြစ် Matthias Nunes ပဲဖြစ်ဖြစ်အပြောင်းလဲဖြစ်နိုင်တယ်ဒါပေမဲ့တိုက်စစ်မှာ Haaland ပါမယ် Phil Foden ကတော့အခုခြေပြန်ကောင်းနေတယ် Foden လည်းအားကိုးရတယ်ကျွန်တော်ထင်တော့ City အနေနဲ့ဘန်လီကိုပြဿနာမရှိဘူး Scott Parker အသင်းကိုကိုးပြတ်နိုင်မှာဘန်လီကတခုတော့ရှိရင်တော့ပွဲကြီးတွေ Liverpool နဲ့ပွဲမှာရော Man United နဲ့ပွဲမှာအကျိတ်နဲ့ကစားပြီးတော့နောက်ဆုံးချိန်ထိတောင့်ခံသွားတဲ့အတွက်ကြောင့် Manchester City short တော့တွက်လို့တော့မရဘူးဒါပေမဲ့ကျွန်တော်ထင်တော့ City အတွက်မခတ်လာဘူးထင်တယ်ညအရှိခွဲပဲကမယ်ပြီးတော့မှည7နာရီမှာ Forest နဲ့ Sunderland ပွဲရှိတယ်အဲ့ပွဲကတော့ Forest တို့မဖြစ်မနေအမှတ်3ပန်း Ash လိုအပ်နေတဲ့အချိန်ဖြစ်ပြီးတော့နောက်ဆုံးပွဲကတော့ Tottenham Hotspur နဲ့ Wolverhampton ပေါ့လေပုံမှန်အဖြစ် Wolves ရဲ့လိုမျိုး Spurs ဘယ်လိုပြောဆိုခမန်းခတ်တဲ့အသင်းများခါလိုက်ကြရင်မထင်မှတ်တဲ့အသင်းကိုအင်ကွန်းမှာထထပြီးတော့ဒုက္ခရောက်ပြီးတော့ခက်ခဲသွားတယ်နိုင်တဲ့နိုင်ထိုက်တဲ့ပွဲတွေနိုင်ပေမဲ့အဲ့လိုထထဖောက်တဲ့ချက်ချက်ရှိတယ်ဒါပေမဲ့လက်ရှိ form နဲ့ခြေစွမ်းရဆိုရင် Spurs တိတ်ကြောက်စရာမရှိဘူး Wolves ကဒီအာဒီမှာ Premier League ပွဲတိုင်းရှုံးထားတယ်သူတို့နိုင်တာဆိုလို့ကာဘောင်ကတ်နှစ်ပွဲလာပဲနိုင်ထားတာအဲ့ဒီချက်ကတော့ဒါ Spurs အတွက်အ ားသာခြင်းအများကြီးပေါ့လေဒီနှစ်သင်းထိတ်တိုက်ဆုံတွဲမှုအမြဲကြည့်လို့ရှိရင်ပြီးခဲ့တဲ့ရာသီမှာ Lucas Paz ဆိုတော်တော်ဒုက္ခပေးသွားတယ် Victor Pereira ကသူ့အိမ်ခွင်မှာ4-2နဲ့နိုင်ပြီးတော့စပါးခွင်မှာ2-2သေးကြတော့ဟိုးတစ်နှစ်ကလည်း Wolves ပါကို2112နှစ်ပွဲလုံးနိုင်ထားတယ်ဆိုတော့ Wolverhampton က surprise အနေနဲ့ Tottenham Hotspur ကိုအမြဲတမ်းဒုက္ခပေးတဲ့အစင်လာတစ်ခုကိုတော့ Spurs သတိထားရမယ်။ဒါကြောင့်လဲဆိုတော့သူအဲ့ဒါကနည်းနည်းတော့ danger ဖြစ်နိုင်တယ်။ကြီးကောင်းနိုင်တဲ့ပွဲည၈နာရီနနက်၁နာရီခွဲမှာကမ်းမယ်။ဆိုတော့ကျွန်တော်စနေနေ့မှာ Manchester United နဲ့ Brentford ရဲ့ away ကွင်းပွဲစဉ်နဲ့စပြီးတော့ Stamford Bridge မှာ Chelsea နဲ့ Brighton, Burnley နဲ့ Manchester City, Crystal Palace နဲ့ Liverpool ပြီးတော့မှနောက်ဆုံးမှာစပါးနဲ့ Wolves ရဲ့ပွဲပေါ့လေစနေနေ့ရဲ့ဒါပွဲကြီးပွဲကောင်းတွေဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်